်ငလင်ပြေးကူညီရေးအတွက်ရက်20အပြည့်ခတ်ရက်စဲတယ်ဆိုတဲ့စစ်ကောင်စီရဲ့ကြေညာချက်ဟာအတုအယောင်သာဖြစ်ပြီးရခိုင်ဒေသကို409ကျိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ AAR ကတက်တော်ကသတင်းထုတ်ပြန်ပါတယ်ဧပြီ2ကနေ20နှစ်အတွင်းကြောက်ဖြူတောင်ကုတ်ကြောက်တော်စစ်တွေနဲ့ပေါက်တော်မြို့နယ်ကိုဘုံကျဲခဲ့တာလို့ဆိုပါတယ်တိုက်လေရင် drone စက်တက်လေသည်ရေတပ်သင်္ဘောလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်ဒီတိုက်ခိုက်မှုတွေကြောင့်အရက်သားတဦးသေဆုံးကလေးငယ်၅ဦးပါဝင်28ဦးဒဏ်ရာရပြီးဘာသာရေးအဆောက်အဦနဲ့နေအိမ်တွေပျက်စီးတယ်လို့ဖော်ပြပါတယ်ဒါဟာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုစစ်ကောင်စီကပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ် အပြည့်ခတ်ရစဲထားတဲ့မြောက်ပိုင်းညီနောင်အဖွဲ့တွေက TNL တန်းမျိုးသားလူမျိုးရေးတပ်မတော်ထင်းချုပ်ဒေသနောင်ချိုမြို့နယ်ကရွာသုံးရွာကိုဧပြီ24ညနေ6နာရီမှာတိုက်နေရင်ကဘုံ29လုံးကျဲတယ်လို့ရွှေဖီမြေကဖော်ပြပါတယ်။နောင်ချိုမြို့အနီးကြောက်ကျန်းအုံမခါနဲ့အုံမတီရွာကိုဝိုင်ထွက်လေရင်ကဘုံကျဲသွားတာဖြစ်ပြီးထိခိုက်မှုကိုစုံစမ်းနေစေဖြစ်ပါတယ်။ တချိန်တည်းမှာပဲတောင်ခမ်းနဲ့အုံမတိရွာဘက်ကိုစစ်တပ်ကမြေပြင်ထိုးစစ်ဆင်လာတဲ့အတွက် TNL နဲ့ပူပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ်ဧပြီလ2ကနေ20ရက်နေ့အထိအပြည့်အခက်ရက်စေးရေးကာလကိုဧပြီလကုန်ရက်30အထိထပ်တိုးတယ်လို့စစ်ကောင်စီကကြေညာတဲ့နေ့မှာပဲကချင်ပြည်နယ်ဖားကန့်ဒေသဘက်ကိုစစ်ကောင်စီတပ်က စစ်အင်အားတထောင်ခန့်အထိသုံးပြီးမြေပြင်စစ်ကြောင်းထိုးလာနေတယ်လို့ KIA ကချင်လွတ်လပ်ရေးတပ်မတော်ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်အင်းတော်ကြီးဒေသဘက်ကနေထိုးလာတဲ့စစ်ကြောင်းနဲ့တနိုင်းလီတို့လမ်းပေါ်ကစစ်ကြောင်းနှစ်ခုစလုံးအခုဖားကန်ဘက်ကိုဥတီထိုးလာနေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးက KNG ကချင် news group ကိုပြောလိုက်တာဖြစ်ပါတယ် ဖားကန်ဘက်ကိုအခုလိုစစ်ကြောင်းထိုးလာတဲ့အတွက်ဖားကန်မြကြီးနားလမ်းကြောင်းကိုဧပြီ24ကစပြီး KIA ဘက်ကယာယီပိတ်ထားတယ်လို့လည်းဖော်ပြထားပါတယ်။ဒီမနေ့ပိုင်းနောက်ဆုံးဝင်လာတဲ့သတင်းတွေအရဗမော်မှာကြံနေတဲ့အမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်နဲ့လက်ကျန်စခန်းတွေကို KIA နဲ့ပူးပေါင်းတက်ကကြိုင်နဲ့ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။ ပဲဘကိုးတိုင်းရှိချမ်းရွှေချင်းမြို့နယ်တွေကစစ်တောင်းမြစ်ဘေးမှာရှိတဲ့ကွန်းစိတ်ရွာနယ်မြေရဲစခန်းကို KNL တပ်မှ3ဦးဆောင်တဲ့ပူးပေါင်းတပ်ကဧပြီ23မှာသိမ်းပိုက်လိုက်ပြီလို့ People Spring ကဖော်ပြပါတယ်။ကွန်းစိတ်ရွာဝန်းကျင်မှာစစ်ကောင်စီတပ်ရင်းဌာနချုပ်၄ခုနဲ့ရဲစခန်းတွေရှိပြီးရဲစခန်းကို အရင်ဆုံးသိမ်းလိုက်တာလို့စစ်ဘက်သတင်းရက်ွက်တွေကကိုးကားဖော်ပြပါတယ်။ KNL နဲ့ပူးပေါင်းတပ်တွေဟာကရင်ပြည်နယ်ကော့ကရိတ်ဘက်နဲ့စစ်တောင်းမြေဝမ်းဘက်မှာထိုးစစ်ကြီးတစ်ခုလုံနေပြီးစခန်းတွေနေစဉ်သိမ်းပိုက်နေတယ်လို့ဒေတာတွင်မီဒီယာတွေမှာဖော်ပြနေပေမဲ့ KNL နဲ့ PDF တွေဘက်ကသတင်းထုတ်ပြန်တာမရှိသေးပါဘူးတနင်္လာရီတိုင်းဒဝေမြို့နယ်အစီတော်ဒေတာရှိတောင်သုံးလုံးနဲ့ကြောက်မဲတောင်ရွာကိုဧပြီ23မှာစစ်လီရင်ကဘုံကျဲတဲ့အတွက် ရွာသားတဦးသေဆုံးတယ်လို့တဝဲ watch ကဖော်ပြပါတယ်။ဒီဒေသတွင်မှာစစ်ကောင်စီတပ်နဲ့ KNL PDF ပူးပေါင်းတပ်တွေကြားစီရင်တင်းမာနေပေမဲ့တိုက်ပွဲမဖြစ်သေးခင် KAW တိုက်လေရင်ကဘုံကျဲသွားတာလို့ဆိုပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ဟာဧပြီ24ညနေပိုင်းမှာလည်းပကာရီကျေးရွာဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဖော်ပြထားပါတယ်။ ဧပြီပထမသတင်းနှစ်ပတ်အတွင်းစစ်ကောင်စီဘက်ကအလင်းဝင်သူနဲ့လက်နက်ချသူ183ဦးရှိတယ်လို့ပြည်သူ့ပန်းတိုင်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်စစ်တုံးဘန်းအဖြစ်ဖမ်းဆီးခံရသူ152ဦးရှိပြီးစကိုင်းတိုင်းကဂျီ150ဖြစ်တယ်လို့ဆိုပါတယ်အလင်းဝင်လာသူ22ဦးရှိပြီး6ဦးဟာစစ်မှုထမ်းဥပဒေအရဖမ်းဆီးခံရပြီးတပ်ထဲရောက်သွားသူတွေဖြစ်တယ်လို့ဖော်ပြထားပါတယ် PDF အမှတ်နှစ်စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနဘကူဗျူဟာ20ဘကူခရံတရင်၄ရက်သင်တန်းဆင်းပွဲနဲ့လက်နက်တပ်ဆင်ပွဲအခမ်းအနားကိုပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပကြောင်းတိုင်းစစ်ဌာနဘကူကတပ်ပုံမှတ်တမ်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။